ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့စာအုပ်တန် channel ကနေပြီးတော့ပရိသတ်ကြီးများအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမမဝင်းမြင့်ရေးသားထားတဲ့ရေပြာအိုင်မဇလန်းများစာအုပ်ထဲကရေပြာအိုင်မယောဂတဲဆိုတဲ့အကြောင်းလေးကိုပရိသတ်ကြီးများအတွက် တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ပရိသတ်ကြီးများကလည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလည်းလုပ်ပေးထားကြပါအောင်ခင်ဗျာရေပြာအိုင်မယောဂတဲအကြောင်းကိုအဘွားကြီးပြောပြတဲ့အတိုင်း မခင်ရွှေကမှတ်သားပြီးလိုက်ရည်သည်အဖာကြီးပြောပြသည့်ရေပြအိမ်မတန်းကိုတော်တော်များများရေးလာခဲ့ပြီးဖြစ်သည့်မခင်ရွှေဖို့စာလုံးစာပိုက်စာကြောင်းအထာသူကိုတော်တော်ကျွမ်းကျင်နေပြီဖြစ်ရာမဂဇင်းနဲ့စာဆောင်တွေထဲမှာထည့်နိုင်လောက်အောင်ပင်အေးသားကောင်းမွန်ချုံးဝင်နေပြီဖြစ်သည်ရေးသားပြီးစီးသောရေပြအိမ်မယောဂတဲ့အကြောင်းကို ပြန်လည်ဖတ်ရှုကြည့်ရသောမခင်ရွှေသည်ဝါရင်ကလောင်ရှင်တူဦးရေးသားသည့်ဝိထုတို့တို့ဘုတ်ကိုဖတ်ရှုရပြီတကယ်တို့ဖြစ်နေသောကြောင့် သူ့လက်ရာကိုသူသဘောချကြဖြင့်စိတ်ဝင်စားစွာဖတ်နေမိသည်ကိုတို့ဖြူကမိခင်မွေးစဉ်ကပင်နာမည်နဲ့လိုက်အောင်ဖြူဖြူဖွေးဖွေးတွတ်တုတ်ကဲကဲဖြင့်ချစ်စရာကလေးဖြစ်သည်မိဘဆွေမျိုးများကချစ်စနိုးဖြင့်တုတ်ဖြူလေးဟုခေါ်ခဲ့ကြသောကြောင့်အသက်အရွယ်ကြီးပြင်းလာသည့်တိုင်အောင်မောင်တုတ်ဖြူဟုသောနာမည်ကကွန်းတရားလပတ်တရူမကန်းရပဲတွင်သွားလေသည်ကိုတို့ပြူမိဘတွေကချမ်းသာတယ်ဟုလည်းမဆိုနိုင်စင်ရည်တယ်ဟုလည်းမဆိုနိုင်သို့တော့ ကျေးကင်းမီကင်းထမင်းနမအောင် စားနိုင်ရသူတွေဖြစ်သည်တာသမီဟူ၍ကိုတုတ်ပြူတယောက်သာထုံကားသည်ကိုတုတ်ပြူလည်းရွာဦးဘုံတော်ကြီးเจ้าမှာစားတော်တော်များများတင်ခဲ့ပြီးမှကြောင်းထွက်ပြီးမိဘများနဲ့အတူရာဒီအလိုက်အစဉ်ပြေရအလုပ်ကို တွေ့မချောင်လောက်ကိုင်းလာခဲ့သည်ထို့ကြောင့်ငယ်စဉ်ကတုတ်တုတ်ပြူပြူလေးဖြစ်သောကိုတုတ်ပြူသည်နေဘူးမိုးရမရှောင်တွေ့မချောင်အလုပ်ကိုရတော့ကြောင်းဖြူလဲမဖြူတော့တုတ်လဲမတုတ်တော့ပဲအသားညိုသွားကကြိတ်ကောင်းရုံကိုလုံးများသာရှိတော်သည် မိဘတွေကွယ်လွန်တည်ဆောင်းစင်ကားဆိုလျင်ကိုတို့ဖြူအသက်ဒီ20ပဲမပြည့်တဲ့တိပိစင်ရဲသူလည်းစင်ရဲသူအလျောက်ပူဇော်ပဲရှိသည် သူ့လိုဂုံရင်သူအစင်တန်းကမိန်းကလေးတယောက်နဲ့စိတ်ထူသဘောတူလက်ထက်ယူလိုက်ကြသည်ဒေါရဒေတာအလျောက်လုတ်ကန်စားတောင်းရသည်မှာအစင်ပြေမှုမရှိပဲငွေကြေးရွှင်သည့်အခါရွှင်လိုက်ကြက်သေးသည့်အခါကြက်သေးလိုက်ဖြင့်နေရေးထိုင်ရေးမှာစိတ်ညစ်စရာကောင်းနေသည်မတော်ကလမ်းမိမှာဈေးရောက်ရန်အလိုမျိုးကိုလည်းကိုတို့ပြုဝါဒနာမပါ ကိုတို့ပြူသည်ဘုန်းတော်ကြီးကြောင့်မှစာတော်တော်များများတင်လာခဲ့သည့်စိတ်ကြောင့်ပင်မခန့်ရှာပွေရမည့်အလုပ်မျိုးကိုမလုပ်လို့ခြင်းပါဇက်ဖြင့်ယခုခေတ်စကားဖြင့်ပြောရမည်ဆိုသောလီပန်းချင်းဖြင့်ပတ်စံရမည့်အလုပ်မျိုးကိုသာလှုပ်ချင်သူဖြစ်သည်ထို့ကြောင့်တနေ့တွင်ကိုတို့ပြူကချစ်တနည်းကိုတို့တို့တိတ်တိတ်တိုင်မြင်သည်မေအေးတို့လူမယားချင်းတိုင်မြင်တာနော်နေနှုတ်လုံးဘသူကိုမှရှောင်မပြောနဲ့နော်ကိုတို့ပြူကစကားမဆမီမှဇနီးတဲ့မေအေးကိုနှုတ်ပိတ်သည် ပြောပဲပြောစမ်းမအောင်တော့ကိုလင်ကယုံလို့ပြောတာကိုကျုပ်ကဘသူလျှောက်ပြောနေရမှာလဲကိုတို့ပြရဲ့မအေးကသူ့ကိုနှုတ်ပေးရမည်လားဟုစိတ်တူအဖြစ်စံပြနေသောစကားကိုဆောင်းချလိုက်သည်နင်ကလည်းစိတ်ကြည်ပဲငါလည်းယုံလို့ပြောတာပေါ့မတော်တဆမိပြီးလှုပ်ခနဲပြောလိုက်မိမှဆိုလို့တတိပေးတဲ့သဘောပါကိုတို့ပြကတောင်းမှန်တဲ့ဖြစ်ပြောတော့အခါမအေးကချစ်လင်ကိုတနာသွားသည်စိတ်မဆိုးပါဘူးတော့ကဲပြောစမ်းမအောင်ဟုလေပြောပြပြန်မိတော့အခါ ိုတို့ပြူကလေတံကိုအုပ်ပြီးသူ့အကြံကိုဖွင့်ဟသည်တို့လင်မယာမြို့ကိုပြောင်းကြရအောင်ကိုတို့ပြူစကားမဆုံးမီမြို့ပြောင်းပြီးဘာလို့စားမလဲနေစရာအယောင်ရှိလို့လားမေအေးကသူ့လင်စေယူပေါက်ပြီးထင်မိထင်ရန်ပြောသည်ဟုသောယူဆချက်ဖြင့်ပေါ်ပေါ်ဆဆပြန်မေးလိုက်သည်နင်ကလည်းငါပြောမယ့်စကားကိုဆုံးအောင်နောက်ထပ်စားမအောင်ဟာအပြစ်ပြောဖို့လောက်ပဲစဉ်းစားနေတာကိုအီချိန်မှာကိုတို့ပြူကစိတ်တူသွားသည်ကဲကဲမပြောပါဘူးနားပဲထောင်ပါမယ် မေးကပြုံးစိစိမျက်နှာဖြင့်ဆက်လိုက်ဖွာနေသည်နင်းတိတိကျကျနားထောင်ငါဘုန်းတော်ကြီးကြောင့်မှနေတော့ကဘေးရင်ကိုဝါသနာပါလို့ဆရာဘုန်းတော်ကြီးစီမှာတော်တော်လေးတင်လာခဲ့ပူတယ်အခုဘုန်းတော်ကြီးကြောင့်ကဘေးရင်နဲ့ပတ်သက်တဲ့စာအုပ်တွေငါပြီးပြန်လေးကျင့်လိုက်ရင်တော်ရုံတော်ရုံဘေးရင်ဆရာမျိုးတော်တော်ဖြစ်ပါတယ်ဟာမေးသည်ကိုတို့ပြူပါကိုဆိုလိုမှမသိရတော့လဲရည်ရချက်တစ်ခုခုတော့ရှိရမည်ဟုတွေးကစိတ်ဝင်စားစားပြူလာသည်အင်းပြောပါဦးကိုတို့ပြူရဲ့တော်ဘေးရင်ဟောတတ်တာနဲ့ မြို့ကိုပြောင်းကြမှာ ਨੇ ဘလို့ဆိုင်နေလဲဇနီးပြည်သူစိတ်ဝင်စားဟန်ပေါ်လာဒီကိုတွေ့ရတော့ကိုတို့ဖြူကပြောအားရှိလာသည်ငါတနေ့ကဟိုဈေးဆိုင်တွေကကြီးစားအထန်းကားလို့မြို့ကိုလိုက်သွားတာနေမှတ်မိတယ်မလားမှတ်မိတာဗောထန်းကားငွေလေးချက်ရလာတာလေအေးဈေးနဲ့မလမ်းမကမ်းမှာရှိနေတဲ့ကိုကိုဘင်းကြီးအရင်မှာကြောက်တင်မုံတစ်ချက်နဲ့ခုံလေးတစ်ခုနဲ့ပေတင်စရာတယောက်ရှိတယ်ငါအထန်းသမားတက်တက်ဆိုတော့သူတို့ဈေးဝယ်ပြီးလာပုံထားတဲ့အထုပ်ပိုးတွေကို ထမ်းဖို့ရတာပြင်ပြီးစောင့်နေရတော့ အဲ့ဒီဘေးရင်ဆရာစီမျက်လုံးရောက်သွားတယ်။အမေဘေးရင်ကြည့်တဲ့သူတွေမပြတ်ဘူးဟဲ့။တခါချင်းရင်တမတ်လက်ထင်ရတယ်။ငါကြည့်နေတော့မှာကိုလူချောက်လောက်လာတာကိုတွေ့တယ်။မိမ၅ယောက်ယောက်ျားတစ်ယောက်၆မတ်ဆိုရင်တရက်ခွဲတတတတလေးနဲ့ရနေတယ်။တနေ့ကုန်မှာဘေးရင်လာမေးတာအနည်းဆုံး၅ယောက်နဲ့၁၀ယောက်ကြားရှိမယ်လို့ငါခန့်မှန်းမိတယ်။မေတနေ့ကိုတစ်ချက်ပဲထားတော့အောင်ကွာ။တလမှာငွေ30ကတော့မှန်းနေတာပဲ။ကလေးမြင့်ငယ်မရှိတဲ့တို့လင်မင်းအားနှစ်ယောက်ပြင်ပမမမလုပ်ရပဲ။ အရေးတဲထိုင်နေရင်တလ30ရာနေနေလာမယ်ထိုခေတ်တို့ကကတလ30မြန်သောဝင်ငွေသည်လူလေးရောက်လောက်ရှိသောအိမ်တော်တစ်ခုထိုင်စားနေနိုင်သောဝင်ငွေဖြစ်သည်ကိုတူပြူစကားကြောင့်မအေးမျက်လုံးကျယ်လာသည်တော်ကမြို့ကိုပြောင်းပြီးဘေးတွင်ဟောဆမယ်စိတ်ကူလိုလားအေးလေဒီမှာနေရတာဘလောက်ပဲမှန်းလဲဈေးရောက်စားရအောင်ကလည်းအရင်နေမရှိလက်ရှိနေစီအငှားလိုက်လောက်ရတာလဲမင်းရောငါရောမိုးရီတဲ့ရွှေနုံထဲမှာတဏီကုန်ပင်မန်းစားရပြန်တော့ငပိရေဒါကြောင့် တရားမကောင်းသူကောင်းမဖြစ်ဆိုတဲ့နှလုံးပြုတ်ပြီးမြို့တက်ပြီးပြင်ဟောဆားတော့မယ်လို့စိတ်ကူးထားတယ်မဲအေးရဲ့မဲအေးကယုတ်တရဲ့စကားမပြန်သေးပဲစဉ်းစားသလိုတွေ့နေသည်ကိုတုပြူကဆက်ပြောလိုက်ဤမင်းစဉ်းစားကြည့်လေမဲအေးမင်းမလည်းမိဘတွေမရှိကြတော့ဘူးငါမလည်းမိဘတွေမရှိကြတော့ဘူးညီကိုမောင်နှမဆိုတာဘာအားကိုးရလို့လဲကွာငါမှတော့ညီကိုမောင်နှမမရှိပါဘူးမင်းမှသာရှိတာပါဒါပေမဲ့မင်းသားချင်းတွေက တို့ဆင်းရဲနေတယ်ရဲ့လို့စံတပြီအလကားပေးဘူးသလား ဘသူမှအားကိုးလို့မရမဲ့အတူလူရကြွရမှာအရေးတဲတွတ်ထိုင်ပြီးလှုပ်ရှားနေရတာကမကောင်းလားမေကိုတို့ပြူပြောဒီမှာဟုတ်တလားဟုတ်နေသည်ထို့ကြောင့်မအေးကပြန်မေးလိုက်ဤကျုပ်မျိုးတွေကထင်သလားမစိုးပါဘူးတော့အကြောင်းရှိတော့လဲသူတို့ပဲရက်ကြတာပါဒါထက်ညုတ်ပြောင်းပြီးပဲနေရမှာနေမှာလဲကိုတို့ပြူနေစရာငါစဉ်းစားထားပြီးတာပါဟိုပေတင်စရာကဈေးနာကတက်ပင်အောင်မှာဆိုတော့အပေါ်သားဆန်လာတယ်မေအေးရဲ့ငါကဖះရောက်တဲ့မှာ သူတက်ခန်းခန်းနာနာလေးဖြစ်အောင်ဆိုင်းမုတ်လေးပါလေးနဲ့ကြက်ကြက်နာနာလုံးမှာလူဆိုတာအဆောင်အယောင်ကောင်းကောင်းဟန်ကောင်းကောင်းနဲ့လည်းရပါတယ်မေအေးရမင်းရောဘယ်လိုသဘောရလဲကောင်းတယ်ကိုတူယူကျုပ်သဘောပေါက်ပါပြီဒီလိုလုံးမဲ့တူတူမြင်မြန်သွားကြတာကောင်းပါတယ်လင်မယားနှစ်ယောက်စိတ်တူသဘောတူတိုင်းမင်ကရှိပစ္စည်းလေးတွေကိုတင်ဆက်ပြီးမြို့ကိုပြောင်းလာခဲ့ကြသည်ရွာကလူတွေကမူမြို့မှာဘာလို့လုံးမည်ဟုတိတိကျကျမပြောခဲ့ကြချင်းကျုပ်တင်တိကျလည်းရင်ပြည့်ရပြူကြ အထင်သေးကြဖြင့်လိုက်လာကြည့်ရှုလောင်ပြောင်ကြပါကနာမည်မထွက်ခင်ကနာမည်ပြက်မိကိုကြိုတင်တွေးမိကြသောကြောင့်လျှို့ဝှက်လာခဲ့ခြင်းဖြစ်သည်အချိန်ဤခိုင်လုံသွားပြီးမှနာမည်ထွက်ပြီးမှရွာကလူတွေအလိုလျောက်သိစေကြတော့ဟုသဘောထားကဇနီးမောင်နှံနှစ်ယောက်ခွက်ခုတ်ခုတ်ထွက်လာခဲ့ကြခြင်းဖြစ်သည်ဖះဆောင်နှံတနီယာဝဲမျက်နှာစာကြကြလွဲကူစွာလူမြင်နိုင်သည့်နေရာကိုပတ်စံလေးအထိုက်လျောက်ပေးပြီးဘေးရင်ဆိုင်လေးတည်လဲကြသည် ရှေ့မျက်နှာစာကိုဘေးရင်ဟောသည့်နေရာ နောက်တစ်ပိုင်းကိုခန်းစည်းလေးကာထားပြီးသူတို့ဇနီးမောင်နှံအိတ်ခမ်းဖြင့်အသုံးပြုကြသည်။ဘီရင်ဝိဇာဆရာဖြူရှေ့ဖြစ်နောက်ဖြင့်မုတ်ချဒိဋ္ဌမှန်စေရမည်။ညံပူဇော်ကတစ်ချိန်လင်းရှိပဲ။ဖူသောဆိုင်ဘုတ်ကတက်တက်ရရက်ကလေးတင်ထားသည်။ပထမတလားလောက်မှာကထင်သလောက်တွက်ချေမကိုက်သေးပါချေ။ပါလာဒီပစံလေးကိုချစ်ချစ်ကိုကိုစားတော့ပြီးဇွဲကြီးကြီးဖြင့်ဇနီးမောင်နှံနှစ်ယောက်ပေးခံနေကြသည်။လေယောနေယောမိုးယော အကကွယ်ရသည် ချမ်းမြေသောဖရာကြောင့်တန်းထဲမှာစားပြီးအိအပီစားဖြင့်ငင်ငင်လေးနေရသောကိုတို့ပြုဖို့ငယ်ရုပ်ပြန်ပေါ်လာသည်နာမည်နဲ့လိုက်အောင်မင်းဖြူဖြူတို့တို့ဖြင့်ဥပရိယုတ်ကယုံကြည်ခြင်းတရားကြီးညိုခြင်းပွဲအားဖြစ်လာသည်ဖရာဘူးလာသူတွေကတခါကြီးရှိပဲကိုအပြော်သဘောထားကတောင်းရင်လာရင် ဖရာဘူးရင် အပြင်းပြေပေးရင်ကြည်ကြသည်ကိုတို့ပြုသည်ဘေးရင်ကိုအတော်အသင့်ခောက်မိတယ်ကတကြောင်လူကင်းပါတီကတကြောင်ကြောင်မိသူအကဲကိုကြည်က အကြိုက်တွေ့စီမိစကားကိုပြောဟောသည်အဘူတော့ကဟန်မျိုးပြလာသူကိုအရွယ်နှင့်ရုပ်ရည်ကိုကြည့်ကဤရွယ်ဖြင့်မေးပုံမေးဟန်သည်လင်ဘူးကြီးသားပုံမည်သူဖြစ်ရမည်ဤရွယ်ဖြင့်မေးပုံမေးဟန်သည်ပစ္စည်းပြလူပြအမှုခင်မျိုးဖြစ်ရမည်စသည်ဖြင့်အကဲခတ်ကဘေးရင်ဟောယုံတော်မဟုတ်ရရရာချေတက်စင်တရိုက်စသည်ဖြင့်တဖက်သာခြေနဲ့အောင်ဟောတတ်ပြောတတ်သည်ကြောင့်နောက်ခါမှမှန်ခြင်းမှမမှန်ခြင်းနေအရွယ်ကောင်းဥပရိယုတ်ကောင်းအပြောကောင်းသောကိုတို့ပြုရှိရမှာ ဝင်လာမဆဲတဲတဲတဲဖြစ်နေရကမျောလင့်ဒီထက်ပို့ပြီးအောင်မြင်မှုရနေတော့ကိုတို့ဖြူတို့ဇနီးမောင်နှံကဘေးရင်မေးကပတ်စံများဖြင့်ဇားလောက်တောက်လောက်ဒီအပြင်အပူရှန်တွေစုမိကရွှေတွဲလဲငွေတွဲလဲပင်ဖြစ်နေကြသည်ထို့အခါပေးရနိုကန်းရနိုတို့ဖြင့်ရှောင်ပယ်ပယ်နေခဲ့ကြတော့မဲအေးဤဆွေမျိုးတွေကမကြာခဏလာကြကအလွမ်းတဲကြချစ်ကြခင်ကြဖြစ်နေသည်မဲအေးကမိမတဘာဝအတိုင်းကိုဘက်ကပါတော့အမျိုးများဖြစ်တော့ကြောင်းရှင်းနေနေသည် ငွေကြီးချောင်းချောင်းလဲလဲဖြစ်လာကြတော့ကကိုတို့ဖြူသည်ငโกကပင်အသားစားကျူသောလူတယောက်ဖြစ်ရကနေ့စဉ်အသားဟင်းအနည်းဆုံးနှစ်ခွက်လောက်ပါမှထမင်းစားနိုင်သောအခြေအနေသို့ရောက်နေပြီကိုတို့ဖြူ၏ဝင်ကွန်ကလည်းမနေတော့ကြောင့်မေအေးကလည်းကြည်ကြည်ပြူပြူချက်ကျွေးနေသည်ရွာမနေစဉ်ကငတ်သမျှတွေကိုအတိုးချပြီးကိုတို့ဖြူသည်ထမင်းစားသည့်အခါမှသာအသားဟင်းမြင့်စားသည်မဟုတ်လက်ဖက်ကြီးချင်းမြည်ရမှလည်းအသားတစ်မျိုးမျိုးကိုကင်ရင်းဖြစ်စေကြော်ရည်ဖြစ်စေပြုတ်ရည်ဖြစ်စေ တကူးကူကိုစားမှကျင်းနဲ့လေသည်မြို့ပေါ်မှာပေါ်သည်ပန်တကူသားကိုစားရုံများဖြင့်ကိုတို့ဖြူမကျင်းနဲ့ရှင်တော့ပေမဲရဲ့မြို့ပေါ်မှာတိပိသားတပိသားအသားတွေစားရတာအရသာမရှိဘူးကွပေါ်ရွှွှွှွှနဲ့ဟူသောလေတန်းထွက်လာသည်ဟဲဟဲဟိုတုန်းကတော့စင်းရဲကြက်တဲခဲ့တာကိုမိမရဲ့အခုတော့မင်းကိုယ်တိုင်တော့ရွှေလေးငွေလေးနဲ့ဖြစ်နေမှာပဲငါလည်းပါဇက်တဲ့ပေါ်ရွှွှွှဖြစ်နေပြီပေါ့ကွာကိုတို့ဖြူကပီတိဖြစ်စွာတဲဟဲဟဲရဲရင်ပြော၏ ်ထို့နောက်ကိုတို့ဖြူကစကားဆက်လိုက်သည်တို့လည်းရွာပြန်မရောက်တာကြာပြီမလားအနားယူရင်ခဏပြန်လိုက်ကြရအောင်ဒီမှာအဆက်တွေဖြစ်နေတဲ့ဖောက်တွေပြက်ကုန်ပါဗောအဆက်တွေပြက်ကုန်ရင်ဝင်ဝင်နေသွားလိုက်မယ်နော်မဲအေးကနှမျောဟန်ပြင်းပြောတော့အခါကိုတုဖြူကမဲအေးကိုတနာစရာတရဝါတကောင်လိုဥကောင်းညှိကြည့်ပြီးငမေးမတကယ်အပါလားဟေ၁၀ရက်၁၅ရက်လောက်ကိုရောင်ဖြောက်နေလိုက်ရင်လေနောက်တစ်ခါငါပြင်းပြန်ဟောတဲ့အခါကျတော့ အခုဝင်နေဝင်ငွေထွက်နှစမကပဝင်ပါမယ်အေးရဲ့ပြောစမအောင်တော့တော့ကိုခဏအနားယူတယ်လို့တရင်မလွင်ဘူးကွာဆိုင်ရှိမှာဆိုင်မုတ်ရေးထားခဲ့မယ်ရှေးတစ်ဆင့်တိုးပြီးပညာတင်ဖို့အတွက်အထိတ်တန်တစ်ခုတော့ဝင်နေပေါ့ငကူကငါ့ကိုယုံကြည်နေကြတဲ့သူတွေဟာအဲ့ဒီဆိုင်မုတ်ကိုမြင်ရတော့ပို့ပြီးယုံသွားကြမှာတေချာတယ်ပြန်လာတဲ့ခါကျတော့လူတွေကအထင်ကြီးပြီးပို့ယုံလာကြလိမ့်မယ်လိန်လို့ပို့ကောင်းသွားတာပေါ့ကွာဟုတ်ပြီကိုတို့ပြည့်ကျုပ်တဘောပေါက်ပါပြီ။ ဒီလိုဆိုရင်လည်းခက်မြန်မြန်သွားကြရအောင်ကျုပ်တို့ရွရွာကိုပြန်မြောက်ကြရလဲကြာပြီကိုတို့ပြူရဲ့မအေးကအာတတယောပြောသည်တို့နှစ်ပင်ကိုတို့ပြူနေမအေးတို့သူတို့စီစဉ်နေအတိုင်းပြုတ်လုထားခဲ့ကြပြီးရွာတို့ပြန်လာခဲ့ကြသည်ငွေကြေးပူပူရှင်းရှင်းလေးလက်ထဲမှာရှိတော့ကြောင်းကိုတို့ပြူသည်ရွာရောက်သည့်အခါဈေးဆိုင်တက်မှတ်သွားပြီးတောက်ကစားကားဖြင့်အချိန်ပြုံးသည်တငယ်ပေါင်းရောင်းရင်အချို့ဖြင့်ဒေါ်တန်နေသွားပြီးအပြော်မဲလိုက်ကြသည် ရွာရောက်ပြီးပြောပားရေးဝါသက်လောက်ရှိတော့ခါလက်ထဲမှာငွေကလည်းယုံနေသွားပြီဖြစ်တော့ကြောင်းမယ်အေးကတတိပေးစကားပြောလိုက်မှဘုန်းတော်ကြီးထံမှာဘေးရင်ပညာတစင့်တက်ရန်တတိရတော့သည်သို့တော့ဘုန်းတော်ကြီးကကိုတို့ပြူမျောလင်းတယ်လို့ဘေးရင်ပညာကိုတင်မပေးပဲတတိပေးစကားဆုံးမစကားကိုသာမိန့်ကြတော်မူသည်မောင်တို့ပြူမနေ့ကတော်တဲ့အပြော်အမဲလိုက်သွားတာကြီးတကောင်မိခဲ့တယ်ဆိုတာမှန်သလားဟုတ်ပါတယ်ဖေဟုတ်ကိုတို့ပြူကရှောက်သည် အဲ့ဒီကြီးကိုမင်းဘလို့လုံးလိုက်လဲကြီးတွက်ပြီးတော့မင်းလိုက်သွားတော့ဘသူနဲ့တွေ့လဲမင်းပါတယ်လောက်ခဲ့လဲဘုံတော်ကြီးမေးကိုကိုတုဖြူရုတ်တရက်ပြန်မဖြစ်ပဲဖြစ်နေသည်ဘုံတော်ကြီးမေးဒီအတိုင်းမင်းကကြီးတကောင်မိဒီမှာအမှန်မင်းဖြစ်သည်မြက်ကွင်းထောင်ပန်းနေဖြစ်တော့ကြောင့်ကြီးကိုတန်ရန်တန်ချက်မရှိပဲမိလိုက်သည်ကြီးဒီကိုဝင်ရင့်မာကြီးနဲ့ကြီးမာကြီးဖြစ်သည်အတူပါလာသူအမဲလိုက်အဖော်များကဇီးရင်ကြီးနဲ့ကြီးမာကြီးကိုမြင်ရတော့အခါတနာလာကြသည် မတရက်မဆရက်ကြတော့ကြီးကလေးမွေးကန်ဒီအမကြီးပါကွာ ပြန်လွတ်လိုက်ကြပါတနာပါတယ်အေးကွာជីမာကြီးကိုတက်လိုက်ရင်ဝမ်းထဲကជីပေါက်ဆလေးတွေပါတိတ်တော့မှာပဲជីမာကြီးမြင်မှာအိမ်ကမွေးရောမယ်ဆဲဆဲငါမိမကိုမျက်စီတိုင်းမြင်လာတယ်တော်ပြီကွာနောက်အမဲလိုက်ဖို့များငါ့ကိုလာမခေါ်ကြနဲ့တော့ဟေးအထူးထူပါလာသူများကတရားတခွန်တတိတရားရသည့်ဇကားတွေကိုပြောကជីမာကြီးကို ပြန်လွတ်လိုက်ကြသည် တို့အချိန်မှာကိုတို့ဖြူသည်အရက်တော်တော်မူနေသည်မြို့မှာဘေးဒင်းစရာအဖြစ်ဖြင့်ဟန်ဆောင်တိတ်ခါဆယ်နေခဲ့ရသည်များနေတိုင်းအတိုးချတောက်ထားသောကိုတို့ဖြူသည်မဲအေးတတိပေးချက်အရာဤနေသည် နောက်ဆုံးတောက်ရမည်နေ့အဖြစ်ဖြင့်ခါတိုင်းတက်ပူပြီးတောက်ထားသောကြောင့်ခါတိုင်းတက်ပူပြီးပူမူပြီးပူရမ်းခြင်းနေသည်တငယ်ချင်းတွေကဂျီမာကြီးကို ပြန်လှုပ်ပေးဖို့ပြောနေသည်ကိုသဘောမတူကြအောင်မှာအခုမှဖေးအားလောင်းနေဖြစ်နေလိုက်ကြတာ မင်းတို့မတက်ချင်နေငါတက်ပြီမဲကွာကိုတို့ပြူကပြောရင်ဂျီမာကြီးကိုထိုးတက်ရန်မင်းကိုချိန်လိုက်သည်သို့သောသူ့လိုမမှုပဲတောက်တီစိုးရုံများတောက်လာတော့တငယ်ချင်းတွေကမင်းကိုလူယူလိုက်ရတော့ကြောင်းမတက်လိုက်ရချေတယောက်တော့သူကညွက်ကွင်းကိုတော့ဖြုတ်သည်ဟေးတငယ်ချင်းမဖြုတ်နဲ့ဟေးမဖြုတ်နဲ့ကိုတို့ပြူကအော်သည်ဘာလဲမင်းကတက်ချင်သေးလို့လားညွက်ကွင်းဖြုတ်နေသူကပြန်မေးသည်မဟုတ်ပါဘူးကွာမတက်ချင်ပါဘူးဂျီမာကြီးကိုငါအစာကျွေးချင်လို့ပါ တကယ်ပါတကယ်ချင်းငါမတက်ပါဘူးကိုတုပြူက ပြောတော့ခါအပေါင်းဖော်များက ကိုတုကိုတကယ်ပြောချင်းဖြစ်မည်ဟုထင်ကြသည်ထင်မည်ဆိုလဲထင်စရာပင်ကိုတုပြူသည်လက်ထဲမှာဗာလန်းနှမြမကင်ပဲခလန်းလန်းမှရှိနေသောချုံတစ်ချုံရှိရာသို့ထွက်သွားသည်ချုံကြီးသည်စိတ်တော်ပင်နေရစ်ပတ်နှွယ်ရှက်နေသောချုံကြီးဖြစ်၍တန်ဆွမ်းတုပ်ဖြိုးပြီးနုဘက်ရှင်ဆိုသောစိတ်တော်ညွန့်နေကစားခြင်းစပွဲတွေ့နေရသည်ကိုတုပြူ၏ရောင်ရင်းတစုစိတ်ထဲမှာ ကိုတို့ယူသည်ဂျီမာကြီးကိုကျေးရန် စိန်တပေါ်ညွန့်နေတွားဖို့ခူးသည်ဟုထင်ကြသည်သို့တော်ကိုတို့ပြူတကယ်ခူးလာသည်မှာစိန်တပေါ်ညွန့်နေမဟုတ်ပဲခြုံကြီးအောင်မှာအတွဲလိုက်အခိုင်လိုက်တည်နေသောခွေလျာသည်တွေကိုတနွေလုံးဖြတ်ယူလာသည်မူတာမူသည်ခွေလျာသည်ထိလျင် မကြီးမဆန့်ရာတတ်သည်ကိုကကိုတို့ပြူမူးနေလျက်ကတည်တည်ကြောင်းသူ့ကိုယ်ကိုမထိအောင်တတိထားခိုင်လာသည်ထိုအခါမှာကိုတို့ပြူကို ကြည့်နေကြသောတငယ်ချင်းတွေကလမ်းမေးလိုက်ဟေးအောင်ဘာလုပ်ဖို့လဲကွာ ဂျီမာကြီးပါဇက်တယ်ခွန်ထက်လိုက်အောင်ဟိဂျီမာကြီးဘလို့ဖြစ်မယ်ဆိုတာကြည့်ပြီးရေရတာပေါ့ကွာမနေ့ပြန်ဆိုရင်ငါကဒီလိုမပြောရတော့ဘူးဘုံကြီးစီမှာပညာတက်ရတော့မှမြို့ကိုမပြန်ခင်အမတ်တရပျော်ပျော်ပပပေါ့ကိုတို့ယူကဒါဟာရေရင်ခွေလျာတီတဲကြီးဆဲပြီးခြေလန်းတက်တက်ဖြင့်လာနေတော့ကဒီကမ်းမှာတာနေတော့ပေါင်းလို့မဖြစ်တော့ပါဘူးဒင်းခွေလျာတီတွေနဲ့လွတ်အောင်ရှောင်းတာကောင်းနေဟိတော်ကြတို့ပါ TV ရားနေမှာဖြင့်ဒုက္ခ တရားတခွန်းပြောကြပြီးဂျီမာကြီးကိုညှုတ်ကင်းမှလင်းမြန်စွာဖြုတ်ပေးလိုက်ကြသည်ညှုတ်ကင်းမှလွတ်သွားသောဂျီမာကြီးသည် အသက်ပြီးမှလွတ်ရလွတ်ကြောင်းပြေရှာသည်သို့သောတညာလုံးညှုတ်ကင်းမိသောဒုက္ခကြောင့်ခြေရည်လက်တွေထုံကျင်နေသောကြောင့်တခြားတညာလုံးအစာငတ်ရင်ငန့်ဖြစ်၍အာရင်ချင်းနေနေတကြားကောင်းမွန်လင်းမြန်စွာမပြေးနိုင်ပေဖြစ်နေသည်ကိုတို့ပြူကညှုတ်ကင်းဖြေလို့ရပါမလားဟုဒေါသထွက်ပြီးတငယ်ချင်းတွေကိုဆဲဆူတိုင်းထွားကချင်းနေချင်းနေဖြစ်ပြေးနေသောဂျီမာကြီးနောက်ကို ခွေးလေးရသည်တွေ့ကြီးဆွဲပြီးတိုင်းခွက်နေလိုက်နေသည်အရက်ကမုန်းနေသောကြောင့်ကြီကုန်မိအောင်မလိုက်နိုင်ကြီးတငငချင်းတတိုက်ကအတိတ်ပဲမရှိသောအလုလုနေသောကိုတို့ပြူကို အခုညီမပေးတော်ညာလေမြို့ပေါ်မှာနေပြီးကိုရွရွာကိုခင်မင်းသောအဖြစ်အလဲဘက်ပြန်လာသောတငငချင်းကိုတောထဲမှာအယံမှုလဲပြီးတခုခုဖြစ်နေမှာဆိုသောကြောင့်မျက်စီမပြန်နောက်ကလိုက်ကြည့်ကြရသည်ကိုတို့ပြူအနာကိုကမိသူမမကက်ဝင်ကြခွေးလေးရသည်ထိမှဆိုကြသည်လိုက်ရင်းလိုက်ရင်းဖြင့် ဤတော်ရင်တနေရဝဲဒုတင်ဆောင်ကတရားအထုံနေသောဘုန်းတော်ကြီးတပါတရင်သုံးနေရတော်ချောင်းကလေးတို့ရောက်လာကြသည်တို့အချိန်မှာဘုန်းတော်ကြီးသည်အညောင်းကြီးအရိယာဘုံမျှတာစေရန်ဇင်းညံကြွနေစဉ်ဖြစ်သည်ကြီးမာကြီးကဘုန်းတော်ကြီး၏တော်ရချောင်းကလေးရှိရောက်တော့ကအမောဆူလန်အဖြစ်လဲသွားသည်ဇင်းညံကြွနေသောဘုန်းတော်ကြီးကဇင်းညံကြွခြင်းကိုရက်ပြီးကြည်နေသည်ကိုတို့ပြူနောက်မလက်မကမ်းမှပါလာတော့ ငယ်ချင်းများကကိုတို့ဖြူဤအယံမူမူဖြင့်မလုတ်အပ်သော အလုပ်ကို ဖုံးတော်ကြီးအားလျှောက်ထားကြသည်ဖုံးတော်ကြီးသည်ကိုလျာတီတွဲကြီးကိုဆွဲပြီးလဲနေသောကြီးမကြီးထံတရင်တရင်သွားနေသောကိုတို့ဖြူရှိသူရအောင်လှင်မြန်စွာကြွသားပြီးဒီခဏကကျုံနေတဲ့နေရာလေးကို ရောက်လာတဲ့တတဝမန္တမယဘေးမဲဖြစ်တဲ့ဟုမိန်ကြားသည်လဲနေသောကြီးမကြီးရှိမှအကာအကွယ်ပြုရက်နေတော်မူလိုက်သည်ဖုံးတော်ကြီးစိတ်ထဲမှာ ဤတို့တားမြင်လိုက်လျင် ကိုတို့ပြူသည်သူလှုပ်ချင်သောကိစ္စကိုအကောင့်ထဲမပေါ်တော့ဘဲရက်တန့်နောက်ဆုတ်သွားလိုက်မည်ဟုထင်တော်မူသည်တငယ်ချင်းတက်တိုက်လုံးဤစိတ်ထဲမှာဤဖုံးတော်ကြီးကိုယူသိသမှုဖြင့်ကိုတို့ပြူနောက်ပြန်လှည့်လာမည်ဟုထင်နေကြသည်ဤဖုံးတော်ကြီးဤနေရာမှာတရားအထုတ်နေသည်မှာ ကြာမြင့်လာပြီဖြစ်၍ကိုတို့ပြူလူယူဘဝကပင်တည်နေခဲ့ပြီဖြစ်သည် ထို့ကြောင့်ဖုံးတော်ကြီးတားမြင်လျင် ကိုတို့ပြူနာခံမည်ဟုတတိယတွင်နေကြသည် သို့သော် ုတ်တက်ပြီးနာမည်ကျော်ပြည်တွင်ကြာလောက်ကငွေစကြီးစရှိရှိဖြင့်ကိုရွရပြန်ရောက်လာတော့အချိန်ဝယ်ကိုကိုကိုအထင်ကြီးပြီးအောက်ခြေလွတ်နေသောကိုတို့ဖြူကဒွေးကြွကြအယက်မှုမှုဖြင့်မိသူကားမြမထင်သောစကားကိုပြောကမိသူကားမြမထင်သောအလုပ်ကိုလုပ်လိုက်သည် ဖုန်းကြီးကလူကိစ္စမဆိုင်မဲဝင်လျှောက်တာမှတ်ထားဟုပြပြဆိုဆိုလက်ထဲမှာကင်လေးရရှိနေသောခွေးလေးရသည့်အတွေ့အကြုံဖြင့်ဖုန်းတော်ကြီးမျက်နှာကိုပေါက်လိုက်သည် အတူပါလာသောတကယ်ချင်းများ၏အန်အန်တင်မုံက ပြောမပြတတ်အောင်ပင် ဖြစ်သွားလိုက်သည်စိတ်ဆိုးလွန်းသောတငယ်ချင်းတယောက်ကကိုတို့ဖြူကိုစောင့်ဆွဲပြီးလက်သည်ဖြင့်အားရပါးရထိုးလိုက်သောအခါငကိုကမူးနေသောကိုတို့ဖြူသည်လက်သည်တုံးလေးချက်များဖြင့်မျိုးပေါ်သို့ခွေခွေလေးလဲသွားလေသည်ကျန်သူတွေကကြပြကတိရေခတ်ပြီးဖုံးတော်ချင်းမျက်နှာကိုစေသူကစေပီသည် မနီးမဝင်းရှိဇီးပြူဝင်မှဇီးပြူသည်တွေကိုပြေးကူးပြီးကြောက်တုံးမြင့်သူအရင်ညက်ကဖုံးတော်ချင်းမျက်နှာကိုစွတ်သူကစွတ်ပီးသည် မိမိတို့ဥကောင်မှာရှိတဲ့တရွေစပင်ပြေဘုန်းတော်ကြီးမျက်နှာကိုဥကောင်ဆိုင်ကစပင်ပြေပုသူကပုတ်ပေးသည်ဘုန်းတော်ကြီးကသူ့ဝေဒနာကိုတီးခံထိန်ချုပ်ထားလိုက်ပြီးကိုတို့ပြူအမောပြူတောင်ပြူသူကြရနာမိန်တော်မူသည်တငငချင်းတတိုက်ကကိုတို့ပြူမျက်နှာကိုရေရေလောင်းခြင်းအလေးချပေါက်နေသောတမယာပင်မှာတမယာဒီတွေခူပြီးနားနဲ့ညှစ်ထဲခြင်းဖြင့်ကိုတို့ပြူအမောပြူစလောင်းဖြစ်ကတတိကောင်းကောင်းရလာသည် ကိုတို့ပြူတတိရလာသည့်အချိန်ဝယ် ဘုံတော်ကြီးမျက်နှာသည်ကိုလီယာဒီအစံကြောင့်ညီရဲကအဖူကြီးရဲ့အပိန်ကြီးတွေအဆုတ်လိုက်ထားနေသည်တကားတို့ပြန်ကြတော့ဘုံတော်ကြီးကမိန်ကြားတော်မူချက်အရာတငငချင်းတတိုင်းဘုံတော်ကြီးကိုရွတ်သေးစွာဥခိုင်ကြတော်ကြပြီးရိုင်းတိုင်တိုင်ဖြစ်နေသောကိုတိုဖြူကိုခက်ချက်ချင်းဆွဲပြီးပြန်လာချသည်ဤအကြောင်းကရွာထဲတွင် ချက်ချင်းမင်လူတိုင်းကြီးကရောင်ဦးဘုံတော်ကြီးနားတို့ပင်ပေါက်လေသည် ထို့ကြောင့်ဘေးဒင်းပညာနောက်တစ်ဆင့်တိုး၍တင်လို၍ရောက်လာသောကိုတိုဖြူကို ရာဦးကျောင်းဖုန်းတော်ကြီးကမေးတော်မူဒီကိုကိုတို့ဖြူပြတ်မပြေဝင့်မဲဖြစ်နေသည်။ယဟန်တန်ကားကို ပြင်မာတဲ့မင်းလူလူကိုပညာသင်ပေးရင်အစိတ်ပင်ရေလောင်းသလိုမင်းအာကုတို့တွေထဲမှာငါဘာဝေစုပါနေအောင်မဲပြန်တော့မောင်တို့ဖြူရာဦးကျောင်းဖုန်းတော်ကြီးမိန့်ကြချက်ကကိုတို့ဖြူအတွက်ပြည့်စုံနေပြီဖြစ်ရာကိုတို့ဖြူဒီစိတ်မကောင်းခြင်းတဝက်ဒေါသဖြစ်ခြင်းတဝက် ရှက်ခြင်းမှရောပြီးဖုန်းတော်ကြီးကိုကြော့ခြင်းမပြုတော့ဘဲပြန်ထွက်လာခဲ့သည်။ရွာသူရွာသားတွေအနေဖြင့် သူ့ကိုရလာကစားကားလို့ခေါ်ချင်းပြောချင်းမပြုတော့ဒီကိုလည်းကိုတို့ပြုတတိထားမိသည်ထို့ကြောင့်ဇနီးတဲ့မေအေးကိုမနှက်ပြန်မြို့ပြန်ဖို့အတွက်ပြင်ဆင်ရန်စကားတူတူပြင်မှကြကဆောင်းကိုကောင်းမီးချုပ်ပြီးအိမ်နေလိုက်တော့သည်ခရီးထွက်ရန်အတွက်ပြင်ဆင်စရာရှိသည့်များကိုပြင်ဆင်ပြီး မေအေးကညနေဆောင်လာပြီးဖြစ်၍ညနေစာထမင်းစားရန်ကောင်းမီးချုပ်အိမ်နေသောကိုတို့ပြုကိုခြုံထားသောဆောင်းဆွဲဖွင့်ပြီးနှုတ်လိုက်ဆောင်းပွင့်ပြီးမျက်နှာပေါ်လာသောကိုတို့ပြုကိုမြင်ရသောမေအေးသည် အောင်မလေးမြတ်စွာဘုရားဟိုအလန့်တကြားအွန်လိုင်းမိဒီတဲနင်ကဘာဖြစ်ရပြန်တာလဲသူမျက်နှာကြည့်ပြီးအလန့်တကြားအွန်လိုက်တော့မယ်ကိုကိုတို့ဖြူကဒေါသဖြစ်စွာပြန်မေးလိုက်သည်တော့ဘာသာတော့ပဲပြန်ကြည့်ပါတော့တော့မေအေးကငိုတန်ကြီးပြင်ပြောက သူတနခါလင်းရမှာတုံးသည့်မှန်လေးကိုယူပြလိုက်သည်ဘာလဲဘာကိုကြည့်ရမှာလဲငါစိတ်တုံနေတော့ဒေါသဖြစ်အောင်မလုပ်နဲ့နော်ကိုတို့ဖြူကပြောပြီးသူ့လက်ထဲရောက်လာတော့မှန်လေးကို အမတ်မထင်ငုံကြည့်မိလိုက်သည်တွင်အောင်မလေးမမျက်နှာကြီးဘလို့ဖြစ်သွားတာလဲဟာဟုပြောပြောဆိုဆိုမှန်ကိုကြည့်တော့မတန်လက်ဖြင့်ဖြင်းညက်လိုက်ကသူ့မျက်နှာကိုကြောက်လန့်စွာမျက်လုံးကြည့်ကြည့်နေသည်မျက်နှာတစ်ခုတည်းမဟုတ်ဘူးကိုတို့ပြည့်ရဲ့ရှင်းတစ်ခုလုံးတော့တစ်ခုလုံးမေအေးကပြောရင်းငိုလိုက်သည်ထိုအခါမှကိုတို့ပြည့်သည်မှန်ထဲမှာတည်တည်ချာချာကြည့်လိုက်သည်မေအေးပြောသည့်အတိုင်းမျက်နှာတစ်ခုတည်းသာမဟုတ်တော့ဘဲနေရက်တွေလေပင်တွေ ်ထို့နောက်ကိုတို့ဖြူသည် သူ့ခြေရောလက်ရောဒီကုလုံးတဖန်တိကြီးတွေလိုအမှုအပိန်တွေ အဆုတ်လိုက်ထွက်နေသည်ကိုစိတ်ဆင်းရဲစွာမြင်ရလေတော့သည်ဒီကုလုံးတစ်စစ်စစ်ဖြင့်ရားရံလာသည်မှာတဖြည်းဖြည်းဖြင့်မနေနိုင်အောင်ဖြစ်လာသည်ငါတော့နူဝီထင်တာပဲမင်းရဲ့ကိုတို့ဖြူကပြော့ပြော့ဆိုဆိုချုံချုံချငိုလိုက်ရှာသည်ကိုတို့ဖြူယောဂကအနုလည်းမဟုတ်ချေအနုယောဂကိုဆရာဝန်တွေက ကိုတို့ဖြူယောဂသည်အနုမဟုတ်ဟုအခိုင်အမာပြောကြသည် ။မြို့ကလည်းကြင်ရင်မဖြစ်တော့ကြီး။မအေးတရားဖြစ်တယ်လို့ရှာဖွေကျွေးမွေးနေဒီကိုဆင်းရဲချုံငယ်စွာစားတောက်ရင်စိတ်ဆင်းရဲသောဝေဒနာကိုနေရှိတွေ့ခံစားနေရရှာသည်။အယံမှုမှုဖြင့်သူတော်ကောင်းကိုပြမမိတော့သူ့ပြစ်ကိုလည်းဒုတိသည်။ကိုတို့ဖြူတရားမပြမအပ်သောသူတော်ကောင်းကိုပြမတော့ကြာအကုသို့ကလည်းညအကျိုးပေးလိုက်ဒီကိုတနာသူကတနာကြသည် အပြစ်ပြောသူကပြောကြသည် ကိုတို့ပြေရောကတည်းဖြစ်ပြီး 6လလောက်ကြာတော့အခါရွာဦးเจ้าဖုံတော်ကြီးတည်တနေ့တော့အခါဝဲကိုတို့ဖြူအိမ်တို့ကြွာလာတည်ဤတချိန်မှာမူကိုတို့ဖြူတည်ဖုံတော်ကြီးကိုယုတ်တီစွာလက်ဆုံမူဝီရှိခိုးတည် သူခံစားနေရတော့စိတ်ဆင်းရဲကိုဆင်းရဲမှလွတ်ရလွတ်ကြောင်းကင်မတော်မူရန်ငိုယိုတောင်းပန်တည်ဖုံတော်ကြီးတည်ကိုတို့ဖြူကိုတနာချင်နာစွာဖြင့်အကြံပေးစကားပြောဆိုတိုက်တွန်းတော်မူသည်ငါပြောတော့နာထောင်မောင်တို့ဖြူတော့ရဆောက်တည်နေတဲ့ဆရာတော်ဖခင်ကြီးကို မင်းအမြန်ဆုံးသွားပြီးရှ िख ိုးတောင်းမှန်ပါမင်းလက်ချက်ကြောင့်ဆရာတော်ဖျားကြီးမျက်နှာမှာတော်တော်ဝေဒနာခံလိုက်ရတယ်သူတော်ကောင်းကတော့ဘု து ကိုမှအာဃာတမထားဘူးပေါ့သို့တော်ပြင်းမာတဲ့သူမှာမိမိအကုတောကမိမိကိုပြန်ပြီးစီရင်တဲ့သဘောမျိုးဖြစ်တယ်အဲ့ဒါမင်းကိုယ်တိုင် တောင်းမှန်လိုက်ရင်တတ်တာတန်တလောက်တတ်တာလိမ့်မယ်လို့ငါထင်နေလေဘုန်းတော်ကြီးအကြံပေးတိုက်တွန်းချက်ကို ကိုတို့ဖြူဝမ်းမြောက်ဝမ်းသာလက်ခံသည်ချက်ချင်းပင်မေအေးနဲ့အတူတဆွမ်းတရွေတော့ လူဝယ်ပစ္စည်းကလေးများနဲ့တောရဆောက်တည်နေသောဆရာတော်ကြီးထံသွားကြသည်ဆရာတော်ကြီးထံရောက်သောအခါကိုတို့ဖြူသည်ဆရာတော်ကြီးကိုဥခိုက်ကာသူ့အပြစ်ကိုတနာသည်ဖြင့်ခွင့်လွန်ပါရန်ငိုယူပြီးရှစ်ကိုတောင်းပန်သည်ဆရာတော်ဘုရားကြီးကသူ့တော်ကောင်းပြီပြီးခွင့်လွန်တော်မူပြီးသားပင်ဖြစ်သည်သို့သော ကိုတို့ဖြူကို အထူးသဖြင့်တနာတော်မူဟန်သူသည်ပဂတိအေးမြတည်ငြိမ်သောအတန်ဖြင့်မိန်ကြားတော်မူသည်မောင်တို့ဖြူဖုရားငါကတော့ဘု து ကမစိုးခွင့်လွန်ပြီးသားပါ သို့တော့မင်းကိုအထူးသဖြင့်တနာပါတယ်။မင်းခံစားနေရတဲ့ဝေဒနာကိုလည်းပျောက်စေခြင်းပါတယ်။ငါကစီးတော့မကုတဲ့ဘူးကွ။တခုတော့တိုက်တွန်းလို့ရတယ်။မင်းမပြတ်မကွက်လိုက်နာမယ်ဆိုရင်တော့မင်းဝေဒနာတက်တာတန်ကောင်းရဲ့လို့မျှော်လင့်မိတယ်။အမင်းရှိတော်မူပါဗျာ။တပည့်တော်မပြတ်မကွက်လိုက်နာခြင်းသုံးပါမယ်ဗျာ။မင်းဟာအသားစားလက်အလွန်ကျူးတယ်ကွ။ငါပြောတာဟုတ်လား။ဟုတ်ပါတယ်ဗျာ။ကိုတို့ပြူကဝန်ခံသည်။မင်းအသက်မွေးတဲ့ပညာကလည်းတော်တာတက်တာကနည်းနည်းလိန်နာညာနာကများနေတယ်။ မင်းမငါးပါးတီလာဆိုလို့တပားမှမရှိဘူးအဲ့ဒီတော့မင်းဖို့တတတာရတတတာကြောင့်ဖြစ်နိုင်မယ့်နေကတော့နေတိုင်းငါးပါးတီလာကိုမချိုးပါရအောင် အထူးတတိထားပြီးစောင့်ထိန်ပါမယ်ဆိုတဲ့အဓိဋ္ဌာန်တခုအခြေလေးချောင်းသားအခြေနှစ်ချောင်းသားကိုအတတ်အဆုံရှောင်ပါမယ်ဆိုတဲ့အဓိဋ္ဌာန်တခုအဲ့ဒီအဓိဋ္ဌာန်နှစ်ခုကိုခိုင်မြဲလုံခြုံစွာစောင့်ကြည့်စမ်းပါတစ္ဆာအဓိဋ္ဌာန်ရဲ့တခုဟာအင်မတန်ထက်မြန်ပါတယ်မောင်တို့ဖြစ်၍တခုတော့ထူးခြားလာပါလိမ့်မယ်လို့ငါထင်တယ်လေ တော့ရချောင်းဆရာတော်ကြီးကအိမြန်သာမိန်ကြားတော်မူလေသည် ကိုတို့ပြုသည်ဆရာတော်ကြီးထံမှပြန်လာပြီးနောက်နေ့မှစ၍ဆရာတော်ကြီးမိန်ကြားလိုက်သည့်အတိုင်းအဋ္ဌဒဏ်နှစ်ခုကိုရိုသီလေးနှစ်စွာစတင်ကျင့်သုံးစောင့်တည်လေသည်သုံးလတိတိကြာသောအခါကိုတို့ပြု၏ဝေဒနာသည်တိတာအောင်ပင်တတလာသည်ကို တွေ့ရသည်ကိုတို့ပြုဝန်းတာလိုက်သည့်ဖြစ်ရှင်ယတနာသုံးပါးကို အထူးပုံမိုရိုသီလာသည် စောင့်တည်ထမ်းသောအဋ္ဌဒဏ်နှစ်ခုကိုသာမကား နေ့စဉ်၈ပါးသီလကို ထိနေသည် အတိတ်တံဖြင့်ကမ္မထမ်းထိုင်သည်ပတိစိတ်သည်တနည်းကြောင့်များကြာသောအခါဝယ်ကုတုဖြူမှဆွဲကပ်နေသောဝေဒနာသည်ပျောက်ပြီးဟုဆိုရအောင်ပင် ပကတိအတား၏အတိုင်းဖြစ်လာလေပြီမဲရီပျောက်ပြီးသောယောဂဟာပြန်ဖြစ်မှာတော့မဟုတ်ဘူးထင်ပါတယ်ကုတုဖြူကသူ့မျက်နှာကိုမှန်ထဲမှာကြည့်ရင် ဝန္တာစွာပြောသည်မဲအေးကလည်းဝန္တာရှာသည်ကုတုဖြူဝေဒနာပျောက်ခင်းမှသာလင်မယားနှစ်ယောက်မြို့ကိုပြန်ပြီး ပေရင်ဟောနိုင်မည်ငွေလေးကြီးလေးပြန်လည်အစားဖြည့်နိုင်မည်သို့တော့ကိုတို့ဖြူကခွေးမိကောက်ခြေတော်ဆွတ်တော်လူသားမျိုးသားဖြစ်ရကသူ့ဝေဒနာပြောက်ပြီးဟုယုံကြည်စိတ်ချစွာဖြင့်အငတ်ခံရှောင်လာခဲ့ရသောအသားဟင်းကိုပြန်လည်တောင်းတလာသည် စားကျင်သောစိတ်ကိုလည်းမထိန်ချုံနိုင်ချေမေအေးအတန်တန်တားမြစ်တောင်းမနေသည့်စကားကိုနားမထောင်ပဲမြည်သည့်အင်္ကာမှမသိအလေလုံးမီရောက်လာသောကြောင်ကလေးတစ်ကောင်ကို ကိုယ်တိုင်တက်ကိုယ်တိုင်ချက်ကအာရပါရစားလိုက်သည် ထမင်းနှလုံးများပါဇက်ထဲရောက်သေးသည်ကိုတို့ဖြူတယောက်ထမင်းနေနေလေတော့သည်မျက်လုံးကြီးပြူကမရှိနိုင်မကင်နိုင်ဖြစ်နေသောချစ်လင်ဖြစ်ရင်ကိုမြင်ရသောမေအေးကအိနီနာချင်းတွေကိုဟစ်အော်ခေါ်သည်တတရွေမှတ်တရွေဝိုင်းဝန်းပြူစုကြပါတော့လေလေချောင်းနဲ့နေနေသောကြောင်သားဟင်တုံနှင့်ထမင်းကိုအပြင်းပြန်ထွက်အောင်လကောင်းဝိုင်းနေသူကြတော့အောင်လကောင်းမြည်သူမျှမတက်နိုင်တော့ချေထူရောင်းလာသောအချိန်လေးတွင်မှပင်ကိုတို့ဖြူတယောက်မျက်လုံးပြူလျက်နှင့် အသွက်ထွက်သွားရှာလေပြီတိုက်ဆိုင်မှုပဲလားငငက်ပြင်းအငမ်းမရစားတော့ကြောင်းနင်းသွားသလားသူတော်ကောင်းကို ပြစ်မစော်ကားထားသည့်အခုတို့မကြည်သေးမီမှာစောက်တီထားသည့်အဋိဋ္ဌံကိုမယုံမသိချိုးဖြတ်တော့ကြောင်းတစ္ဆာဆူလီသလားဆိုသည်ကိုမူမိသူမြအတိအကျမပြောနိုင်လင်ကစားကိုတို့ပြုဖို့ယတနာသုံးပါအားတိုင်တယ်ပေးထားသည့်ဂရီကို လိန်လေတော့ကြောင်းလက်ငင်းခံစားတော့ရသည့်အဖြစ်ကမူရေးပြအာရာတွင်ရောစမတ်ပြုကြံခဲ့သည်မှာ မခင်ရွှေရောက်လာသည့်အချိန်အထိပင်ဖြစ်ပေသည်။မခင်ရွှေကသူ့ရေးသားထားသည်ကိုသူပြန်ဖတ်ပြီးသောအခါအဖာကြီးကဖတ်ပြပါဦးဟုဆိုသဖြင့်ဖတ်ပြရသည်သည်။ဆရာမလေးရေးတာသိကောင်းတာပဲကွယ်။အဖာကြီးကချီကျူးလိုက်သည်။ရေးပြအိုင်နဲ့ပတ်သက်လာရင်လူတွေရောတရိတ်ဆန်တွေရောမေးပြောလို့မရအောင်မှတ်လောက်သားလောက်တာတွေကြီးပဲနော်ဘဘွား။ရေးပြအိုင်ကတော့ပြောမနေနဲ့တော့မင်းကလေး။တရှိတဲ့တော်သားထူးခြားတာမဟုတ်ဘူး။ တက်မဲ့ဖြစ်တဲ့တစ်ပင်ကတော့ပြောလို့မယုံနိုင်ကြမရှိအောင်ထူးဆန်းနေခွ့ဟုတ်လားဘဘွားဇလန်းတပုတ်တော့ရပြန်ပြီပြောပြပါအောင်နော်ဘဘွားအေးအခုပြောကြမယ့်အကြောင်းကိုတော့ရေပြအိုင်ကတစ်ဆုံးမင်းလို့ခေါင်းစဉ်တက်လိုက်ဟုတ်ကဲ့ပါဘဘွားဟုတ်ကဲ့အခုဆိုရင်စာရေးဆရာမမဝင်းမြေရေးထားတဲ့ရေပြအိုင်မှဇလန်းများစာအုပ်ထဲကရေပြအိုင်မှယောဂတဲ့ဆိုတဲ့အကြောင်းတင်ဆက်လို့ပြီးပါပြီခင်ဗျာ နောင်ကျန်ရှိနေသေးတဲ့အပိုင်းလေးတွေကိုလည်းနောက်နေ့များမှာကျွန်တော်ရဲ့ channel ကနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်ကြီးများကကျွန်တော်ရဲ့ channel လေးကိုကျေးဇူးပြုပြီးတော့ like and subscribe လေးလေးလုပ်ပေးထားကြကြပါအောင်ခင်ဗျာ အခုလိုမျိုးအချိန်ပေးပြီးတော့နားတော်တာဆင်နေပေးကြတဲ့ပရိသတ်တဦးတယောက်ချင်းတွေကိုအတူပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာပရိသတ်ကြီးများအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ